ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ချမ်းကိုအချမ်းဘတ်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ30ရက်နေ့ည7:00နာရီခွဲအချိန်ကမှအချမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိုးကုတ်မြို့အနောက်ပိုင်းတစ်ဆိုင်ကုန်းနဲ့ကြောက်ပုတ်ကျေးရွာကြားကိုပေါင်150ဘုံနှလုံးလာရောက်ပြီးတော့ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဧပြီလ24ရက်နေ့ကလည်းနောင်ချုံမြို့နယ်ကိုအချမ်းဘတ်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့အစိမ့်ဝေးဘုံ7လုံးနဲ့120မမလက်နက်ကြီး 26လုံးတို့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီဟာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNA လေးအုပ်ချုပ်တဲ့မြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေးချောင်းကနေပြီးတော့ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတည်ပြီးတော့ဘုံကျဲချတဲ့လောက်ရများပြုတ်လုံနေတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့ လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာရန်လိုအပ်တယ်လို့ TNL ကပြောဆိုထားပါတယ်။အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့နယ်ရွာသားရွာကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ကလင်းငယ်နှောင်ဦးကြည်စထိမှန်ကတေဆုံးသွားတယ်လို့ Wallet Informational Network ထံကနေပြီးတော့သိရှိရပါတယ်။မေလာတရက်နေ့မနက်9:00နာရီအချိန်မှာစရေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက87မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာရွာသားရွာတဲကိုကြက်ရောက်ပောက်ပွဲခဲ့ပြီးတော့အသက်9နှစ်အရွယ်ကလေးနှောင်ဦးကြည်စထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင် ဒရဥဘက်ကနေပြီးတော့တက်လာတဲ့အချက်ပတ်စစ်တဲ့ရဲ့ Jet Fighter တစ်စီးဟာလဲမနက်7:55မိနစ်အချိန်မှာသခိုင်းမြို့နယ်မြောက်ဘက်ချမ်းကိုလေကြောင်းတိုက်ခတ်မှုလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။မန္တလေးတိုင်းမရိယာမြို့ပေါ်မှာရှိတဲ့အချက်ပတ်စစ်သားများကလည်းမရိယာမြို့နောက်ဘက်ကိုလက်နက်ကြီးများနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေတယ်လို့ Wallet Informational Network ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။